Facebook ပေါ်မှာကိုပိုင် content တွေတင်ပြီးဝင်ငွေချခြင်းကြတဲ့မိတ်ဆွေတွေအတွက် Facebook ကနေအခုဆိုရင် content monetization strategy ကိုတရားဝင်မိတ်ဆက်ပေးလာပါပြီ။ကိုယ့်ရဲ့ page monetization တက်ထဲမှာဝင်ကြည့်လိုက်မယ်ဆိုရင်အရင်က bonus ads only in stream ads စတဲ့ tool တွေကိုမြင်ခဲ့ရပြီးတော့အခုဆိုရင်တော့ content monetization tool ကိုမြင်နေရပါပြီ။ ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ဒီ content monetization tool ကိုကိုယ့်ရဲ့ Facebook page မှာရလာအောင်ဘယ်လိုမျိုးဖောင်တင်လို့ရမလဲဆိုတာကိုဒီ video မှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Facebook ဝင်ငွေရှာနည်းနဲ့ပတ်သက်တဲ့ဤပညာ video တွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ joyever.id and knowledge sharing page လေးကို like follow လေးလုပ်ပြီးတော့ဒီ video လေးကိုလည်း share သွားပေးဖို့လည်းအကြံပြုခြင်းပါတယ်ခင်ဗျာဒါဆိုရင် Facebook ကနေဝင်ငွေရှာလို့ရမယ် content monetization ဆက်ရရလာအောင်ဖောင်ဘလို့တင်ရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင် ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook page လေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာကိုယ့်ရဲ့ Facebook page တဲ့ကိုရောက်ပြီဆိုရင်တော့ကိုယ့်ရဲ့ Facebook page profile လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ professional dashboard တဲ့ကိုထပ်ဝင်ပေးလိုက်ပါ professional dashboard ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီမှာရှိတဲ့အပေါ်ကဘားတန်းတွေကညာဘက်အစွန်ဆုံးမှာရှိတဲ့ monetization ဆိုတဲ့တပ်ဘားလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါဒီနေရာမှာဆိုရင်မိတ်ဆွေတို့အနေနဲ့မြင်ရပါပြီ။အပေါ်က you are too soon အပေါ်က you are two's နေရာမှာတော့ကိုယ့်ရဲ့အဲကိုရပြီးသားကျွန်တော်တို့ two စီကိုပြထားတာဖြစ်ပါတယ်အပေါ်မှာဆိုရင်တော့ကျွန်တော်ကတော့ဘာမှမရသေးဘူးပေါ့နော် partnership ADS တစ်ခုပဲနောက်ပြီးတော့အောက်မှာရှိတဲ့ not yet eligible မှာဆိုရင်တော့ star ရှိမယ် subscription ရှိမယ် content monetization ဆိုပြီးတော့၃ခုပဲရှိပါတော့တယ်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ star bonus ADS only instream ADS စားတဲ့အများကြီးပေါ့နော်ကျွန်တော်တို့ဆက်ရက်ဒီအများကြီးရှိပါတယ်အခုဆိုရင်တော့ဒီ2လေ3ခုပဲရှိပါတယ်ဒီထက်ကနေမှကျွန်တော်တို့အနေနဲ့ဝင်ငွေရှာလို့အကောင်းဆုံးကတော့ဒီအောက်ဆုံးမှာရှိတဲ့ content monetization ဆိုတဲ့အပြာရောင်2လေးဖြစ်ပါတယ်ဒီ2လေးကိုဝင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ဒီမှာ အဲကျွန်တော်တို့ဘာတွေတင်ရမလဲဆိုရင်တော့ကျွန်တော်တို့စာတွေတင်ရင်ပတ်စံရမယ်ကျွန်တော်တို့ပုံတွေတင်ရင်ပတ်စံရမယ်ဗီဒီယိုတွေတင်ရင်ပတ်စံရမယ် link တွေတင်ရင်ပတ်စံရပါမယ်ဆိုတော့ကကျွန်တော်တို့အနေနဲ့ Facebook ကနေဝင်ငွေရှာဖို့အတွက်ဆိုရင်တော့ဒီ content monetization ကကျွန်တော်တို့အတွက်အသင့်တော်ဆုံးနဲ့ကျွန်တော်တို့အကောင်းဆုံးပဲဒီ setup လေးဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ဒီ content monetization ကိုရဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော်တို့လုပ်ထားရမယ့်အဆင့်လေးကတော့ကျွန်တော်တို့ဒီ content monetization setup ကိုကိုယ်အနေနဲ့စိတ်ဝင်စားပါတယ်ဆိုပြီးတော့ Facebook တင်ကိုကျွန်တော်တို့ ਨੇ အဲ founding ရမယ့်ပုံစံလေး ြစ်ပါရဲ့ဗောနော်ဆိုတော့ကကျွန်တော်တို့ဒီဖောင်တင်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ကိုမိုင်းကွန်တန့်တွေဒါမှမဟုတ်ကိုပိုင်းစာလေးတွေဗောနော်စာလေးတွေပုံလေးတွေဗီဒီယိုလေးတွေတင်ပြီးတော့ကိုယ့်ရဲ့ page ကို engagement ကောင်းအောင်လုပ်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီ Facebook ရဲ့ကျွန်တော် policy လေးကို line နာပြီးတော့ကိုယ့်ရဲ့ page လေးကိုကျွန်တော်တို့အဲ follower တွေများလာအောင် view တွေများလာအောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့တနည်းနည်းတစ်ချိန်ချိန်မှာကျွန်တော်တို့ကို Facebook ကနေပြီးတော့ content monetization strategy ကိုကြီးပေးလာမှာပဲဖြစ်ပါတယ် invite လုပ်လာမှာပဲဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့နေပထမဆုံးအစ်အနေနဲ့ဒီ content monetization ကိုကိုကစိတ်ဝင်စားပါတယ်ဆိုတဲ့အကြောင်းကိုပြဖို့အတွက် Facebook ကိုကျွန်တော်တို့ founding ဖို့လိုပါတယ်ဆိုတော့က founding ရမယ်ဆိုတော့ကျွန်တော်တို့နေဒီ content monetization နဲ့ကိုဝင်လိုက်ပါ ပြီးရင်တော့ဒီအောက်မှာရှိတဲ့ကျွန်တော်ဘယ်ဘက်အောက်တော့မှာပေါ့နော်ဘယ်ဘက်အောက်တော့မှာကျွန်တော်ည IM interested ဆိုပြီးတော့ရှိပါတယ်အပြာရောင်စာတန်းလေးပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်ပါမယ်နိုင်ပြီးရင်တော့ကျတို့ဒီနေရာမှာကျတို့စာလေးတွေအနည်းငယ်ရေးထည့်ပေးရပါမယ်။အဲကြော်ရေးထည့်တဲ့စာလေးတွေကတော့ကျော်ဒီ ဒီဗီဒီယိုလေးရဲ့ comments အောက်မှာကျော်ရေးပေးထားမယ်ပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီစာတန်းလေးတွေမရေးပဲနဲ့ကိုယ့်ရဲ့ idea အတိုင်းကိုရေးပြီးတော့တင်လို့လည်းရပါတယ် okay ပါဒီလိုမျိုးစာတန်းလေးရေးပြီးပြီပေါ့နော်ကိုယ့်အနေနဲ့ဒီမှာရေးထားတဲ့ပုံစံလေးကဘယ်လိုမျိုးလဲဆိုတော့ဒီ content monetization ကိုကျွန်တော်ကစိတ်ဝင်စားပါတယ်ပြီးရင်တော့ကျော်ရဲ့ page မှာကိုယ်ပိုင်အဗီဒီယိုတွေနဲ့ကိုယ်ပိုင် content တွေကိုပဲတင်ပါတယ်ပြီးတော့ကိုယ့်ရဲ့ကျော်တို့ audience တွေပေါ့နော်ကိုယ့်ရဲ့ပရိသတ်တွေကိုလည်းကျော်တို့ရဲ့အဲ အကောင်းဆုံးဖြစ်စေမဲ့ content တွေကိုဖန်တီးပေးဖို့အတွက်ဒီ program လေးကိုကျွန်တော်စိတ်ဝင်စားပါတယ်ဆိုပြီးတော့ကျွန်တော်အင်္ဂလိပ်လိုမျိုးလေးရေးပေးထားတာပေါ့နော်ပြီးရင်တော့ကျွန်တော်အနေနဲ့ဒီစာတမ်းလေးတွေရေးပြီးပြီဆိုရင်တော့ကိုယ်အနေနဲ့အောက်မှာရှိတဲ့အပြရန်စာတမ်းလေးနဲ့ submit interest ဆိုတဲ့စာလေးကိုနှိပ်ပြီးတော့ကျွန်တော်အနေနဲ့ founding ရမှာဖြစ်ပါတယ်ဒီလိုမျိုးလေး interest submitted ဆိုပြီးတော့ဖြစ်သွားပြီဆိုရင်တော့ဒါကျွန်တော် quarter monetization setup ကိုကျွန်တော် founding နဲ့အဲကိစ္စလေးပြီးသွားပြီပေါ့နော်ဆိုတော့ကကျွန်တော်အနေနဲ့ဒီ quarter monetization setup ကိုဒီလိုမျိုး founding ပြီးသွားပြီဆိုရင်တော့ဒီမှာခုနလိုမျိုးအပြရန်စာတမ်းလေးမှာ ပေါ်တော့ဘောနော် submit တက်လို့ဖြစ်သွားပါပြီဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမှာ Facebook ရဲ့ policy တွေနဲ့ကိုက်ညီတဲ့ video တွေကိုတင်မယ် Facebook ရဲ့ policy တွေကို like နာပြီးတော့ကျွန်တော်တို့ရဲ့ page မှာ follower တွေ like တွေ view တွေ engagement တွေကောင်းအောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကို Facebook ကနေပြီးတော့ဒီ content monetization strategy ကို invite လုပ်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ โอเคပါမိတ်ဆွေတို့အနေနဲ့ဒီ Facebook ငွေချာနေရပတ်သက်တဲ့နည်းပညာဗီဒီယိုလေးတွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်ရဲ့ဒီ ever.id and knowledge sharing page လေးကို like follow လေးလုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းအများသိအောင် share သွားပေးဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ